အဲ့ဒါပညာပေါ့ငနှောရဲ့ကလေးကိုအမေကြည့်လိုက်တော့ဘာဓာတ်မှမပြတ်ဘူးသူတို့ကကလေးကိုလေးတိုက်ထဲပြစ်ထားကြပုံရတယ်လေစိမ့်မိပြီးကိုဖူပြီးဖြားနေတာနွေနွေထွေထွေသိပ်ပြီးမအေ့ရင်ဝင်နဲ့အုံလိုက်ရင်ပြောက်မှာပဲလို့အမေသိတာပေါ့ဒါပေမဲ့လူစိတ်ဆိုတာတမျိုးပဲကွတခုခုတော့လှုပ်လိုက်ရမှာကျင်းနဲ့ကြတာမဟုတ်လားဒီဟာကြောင့်မလို့တော်ရှိတငယ်ရှစ်လရှစ်ရဲ့ရှင်နဲ့သားကိုဖန်းစားတတ်တဲ့မေဒါဝီနတ်ကိုပူဇော်ခိုင်းလိုက်တာပဲ လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေပြေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်မြစ်ချောင်းနာရွာနာမဲကပူကုန်းတကယ်ကိုကုန်းခေါင်ခေါင်အညာရွာကလေးခေါင်လိုက်သမတကယ်ကို ရေမနီးကုန်းမနီးဆိုတဲ့ရွာမျိုးထနောင်းကြောင်ရှစ်စူးရပွင့်ဝေဘုံငွေတွေလိုင်းကြီးထနေတတ်တဲ့ရွာမျိုးမိုးရွာမှရေခမ်းကံပြည့်ရတဲ့ရွာမျိုးပါဘူတုံးကတော့ဒီနေရာကအင်းချောက်ကြီးလို့ဆိုတယ် အဲ့ဒီအင်းချောက်ကြီးကိုမြေဖို့ပြီးရွာတဲထားတာမို့ဟိုကုန်းနဲ့အဲ့ဒီထဲကမှဘိုကုန်းရဲ့လို့ဖြစ်သွားတာလို့အစင်းဆက်ပြောကြတယ်အရှိတ်မိုင်းတော်တော်ဝေးဝေးမှာနထိုးကြီးမြင်းကြံကားလန့်တော်သွားနိုင်ပါရဲ့ဒါပေမဲ့အဲ့ဒီကားလန့်ဘက်ကယုံကရင်တက်ပြီးခရီးသွားလိုက်မဟဲ့ဆိုတဲ့လူရဲလို့မရှိသလောက်ရှားတယ်တခါတလေဟိုးရွာဒီရွာကူးကြတဲ့လဲတွေကလွဲလို့အဲ့ဒီအရှိတ်ဘက်ကို တကန်းတကဘသူမှမရောက်ကြပါဘူးခကြီးရဲလို့သွားဖို့လာဖို့ဖြစ်လာရင်လဲအနောက်ဘက်ခက်လန်းလန်းကဒေယော်ရီမြစ်ကြီးစီရွာစဉ်၄၅ရွာလောက်ကြော်တဲ့ပြီးကြီးကရုသင်းမောကြီးတွေ သွားစီးကြတာများတယ်ကားလန်ပတ်တက်လို့ပြေးရမယ်ကားကားထက်သင်းမောကကတက်သားတာလဲပါတယ်ပြီးတော့တသက်လုံးသင်းမောစီးကြတာများတော့သင်းမောပဲစိတ်ရောက်ကြတာပါဘို့ကုန်းရွာသူရွာသားတွေဟာဓမ္မဥချတောင်းသူလို့တာ ထင်းခုတ်တာ ထန်းတတာလောက်ကလွဲလို့တခြားအလုပ်ရဲလို့မဲမဲရရပြောလောင်အောင်မလုပ်တတ်ကြပါဘူးလူရည်ကလေးနဲနဲလဲတာဆိုလို့ဘဲပွဲစားကြက်သွုံပွဲစားနွားပွဲစားကလေးမတောက်တခေါက်လုံနေတဲ့ကိုစံအောင်ရဲ့ရွာကံမူလာတန်းကြောင်းစရာလေးကိုပါအေးရဲ့ရွာလေပိုင်းကဈေးစရာကြီးဦးနှော့ရဲ့ဒီလောက်ပဲရှိတာပါလူရည်လဲတဲ့ဆိုတာကလည်းသပင်းကလေးတစ်စင်းနဲ့ရွာစင်းရွာယူကုန်းကြော်ရေးကြော်အယောက်ပေါက်ရှိတတ်တာမျိုးကြီးတော်ကုန်းလို့ အုတ်စုရွာကြီးကဈေးကလေးသွားပြီးအဝဲချမ်းရှိတာမျိုးဘဲကလေးရွဲကလေးရောင်းကြတာမျိုးဟိုသတင်းဒီသတင်းကလေးဖလှယ်ကြတာမျိုးတာမှုနာမှုကလေးကူကြလူးကြတာမျိုးလောက်ပါရွာတောင်ဖြားမှာရွာဦးထိပ်ဘုံကြီးเจ้าတကြောင်ရှိတယ်။ကျောင်းနိုင်စရာတော့ဦးဝိန်ကသတ်တော်ရောဝါတော်ရောဒီနယ်မှာတော့အကြီးဆုံးဩဇာအရှိဆုံးเจ้าရှင်မှာကုတ်ကိုပင်ကြီးတွေအုပ်ဆိုင်နေတဲ့တောက်ရီခန်ကြီးတကယ်ရှိတယ်။ အဲဒီရေကန်ကြီးကတရွာလုံးအတွက်တောက်သုံးရေကန်ကြီးလည်းဖြစ် သာမှုနာမှုလည်း300တဲ့ရေကန်ကြီးပါမိုးရွာတဲ့အခါရေပြည့်လာပြီးမိုးဝေတဲ့တပေါင်းတကူးလိုနှွေးကလေးပေါက်တဲ့အခါကျတော့ရေတစက်မှမကြံအောင်ခန်းချောက်သွားတတ်တယ်အဲဒီအချိန်မျိုးမှာပတ်ကြားရင်းများအပ်လို့အင်ဂျီ80 80လောက်ရှိတဲ့ရွာကလေးအတွက်ဆရာတော်ကကျောင်းဝင်းထဲမှာတောက်ရေရင်းကြီးတစ်တွင်းဇောက်ကြီးနံအောင်တူးပေးထားပေမဲ့ရေရင်းကလည်းရေကန်လိုပါပဲ ိုးရွာတဲ့နှစ်တွင်မှရေကောင်းတယ်။မိုးခေါင်တဲ့နှစ်များဆိုရင်ရေရင်းကလည်းကောတော့တာပါ။ဒီတော့ရေရှားသွားတဲ့သုံးလေးလစာအတွက်နွားလဲတွေပေါ်ရေစီတင်ပြီးမျက်နှာကန်းထားသည့်လဲတက်ကြီးရှိပြီးရေစီလဲသွားတိုက်ကြရတယ်။အများနီတူပဲပဲဆိုင်ချက်သွန်ဆိုင်ကြတာဆိုပေမဲ့မိုးကောင်းရင်သီးနှံကောင်းပြီးမိုးမကောင်းရင်သီးနှံလည်းဖြင်းတတ်တာမလား။ဒါပေမဲ့ကိုကုန်းရွာသူရွာသားတွေကတော့ကိုယ့်ရဲ့နဲ့ကိုယ့်ဆက်ဆိုသလို့ ရောင်ရောင်ရဲရဲနေပျော်ခဲ့ကြတာကိုပဲ နှစ်တွေကြာလာပေါ်ရွာမြောက်ဖက်မှာဖုံရောင်ထနေတဲ့ရှားဆောင်ပြတ်တပ်ပင်တွေကန္နာရပင်မဲမဲကြီးတွေကစောင်းလောက်စူးရီချုံွယ်ပင်တွေနဲ့ဖြစ်ချင်တိုင်းဖြစ်နေတဲ့ရွာသင်းကြီးရှိတယ်။သင်းကြီးဆိုပေမဲ့အုတ်ဂူတွေတဖွေးဝင်းနဲ့၆၆ခြားခြားနိုင်တဲ့သင်းကြီးလက္ခဏာရဲ့လို့တစက်မှမရှိပါဘူး။မသိတဲ့လူဆိုရင်အလေးကြာစူးတော်တော်လို့တောင်ထင်းရတဲ့ဖုံးစူးတော်စူးမြေတတ်တပ်ပါ။ သိန်းကြီးမှာဘဲသူဘဲဝါရဲ့အုတ်ဂူရဲ့လို့တလုံးမှမရှိသလိုရွာကလည်းအသေးအပြောက်နဲတော့ပြင်းစရာတောင်ကောင်းနေဆိုတာမျိုးအကြမ်းမြင်တစ်နှစ်တယောက်ဆိုသလိုရွာထဲမွေးတာဖွာတာရှိခြင်းရှိနိုင်ပေမဲ့အသေးအပြောက်ကတော့တစ်နှစ်တယောက်ရှိဖို့ခက်ရှားရှားရဲ့ပြီးတော့လူမှုသင်ရင်လဲမိစာကုံစီခန်းလို့ဥပယက္ခခေါ်တဲ့လူသက်တန်းနဲ့ကံနပါစုံကုံလို့မလွဲသာမရှောင်းသာတေကြတာမျိုးကများတယ်အကင်းတဖြုတ်ဖြုတ်ဆိုသလို့ အရွယ်မတိုင်ခင်ယောဂါဘေးကကန့်ညီပြီးသေရတာမျိုးဥပစ္စေတကကန်းနဲ့သေရတာမျိုးဆိုတာမရှိဘူးလို့ပြောရင်တောင်ရကောင်းရပါရဲ့ဈေးစရာကြီးဦးနောကို တနေလုံးကဆရာကြီးနောလို့တရူတသေးခေါ်ကြတယ်ရွာနီးချုပ်ဆက်ကလူတွေကလည်းဘိုးကုန်းဆရာကြီးတဲ့ရွာရီမကရွာနာမည်ကို ရှေ့ကတက်ပြီးခေါ်ကြတဲ့အလေးရှိလေတော့ဆရာကြီးနှောနေတယ်မဲဘိုးကုန်းရွာကဂုံရောင်ပြောင်းလှပါပြီ သူဟာသူရေရှားတာမိုးရှားတာ ဒီနံဖြင်းတာမဖြင်းတာရွာငယ်ဇနပုတ်မိကလေးမိတုံမိတုံဖြစ်နေတာမဖြစ်တာနောက်ထားဘုဂုံးလိုဆိုလိုက်ရင်ကိုဆရာကြီးနှောနဲ့ရောပြီးလူသိများတဲ့ရွာကလေးဖြစ်နေတာကိုကဘုဂုံးရဲ့ရွာဖြစ်ရာကျိုးနတ်မှုပါပဲဆရာကြီးနှောကိုဈေးပညာအမွေပေးခဲ့တဲ့ဆရာကြီးရဲ့အမေဘွားရွှေမြစ်ပါဘွားရွှေမြစ်ကတကယ်ဈေးဆရာမကြီးတော့မဟုတ်ပါဘူးဘွားရွှေမြစ်ရဲ့အဖေဆရာကြီးနှောရဲ့အဖိုးဘုံမင်းဆိုင်လက်ထပ်တုံးကတော့ တကယ်ကိုနေကြောနေကြနာမည်ဟိမ့်ဟိမ့်ထားခဲ့တဲ့ဓာတ်ဆရာကြီးလို့ပြောကြတယ်။ဓာတ်ဆရာဆရာဆိုင်လက်ထတုံးကဆိုဝိဒနာကိုစေးတဖန်ဝါတချံမသုံးရပဲနာမျက်စိနှာခေါင်းဆိုသလိုအာယုံအထီတွေ့နေတဲ့တော်ယုံတန်ယုံယောဂါပြအောင်ကုနိုင်တယ်လို့ဆိုတယ်။မင်းအဖိုးတို့များဘေတထနေရလို့ခေါ်တဲ့အင်းငါဝိဇာကျန်အလွန်နိုင်နှင်းသားလူနာကိုမြင်ယုံနဲ့ဘေဓာတ်ပြတ်တယ်လဲတန်းတည်တယ် အပူနာအေးနာ အတတ်နာအတတ်နာအပွင့်နာ အပိတ်နာတထိုင်နေနဲ့ဆုံးဖြတ်နိုင်နေယောဂဝေဒနာဆိုတာကလည်းဓာတ်မတိတော့အခက်သာဓာတ်တိတော့အလွဲကလေးဆိုတာကိုကွအကြာနဲ့ကုတယ်အမြင်နဲ့ကုတယ်အနံ့နဲ့ကုတယ်အတွေ့နဲ့ကုတယ်ခဲရခဲစီရှားဖွေသုံးနေရတာမျိုးမဟုတ်ဘူးကိုရှိရှိနေတဲ့ဇေယကင်မိရင်ဈေးဖြစ်ရတာကြီးပဲဇေယဆိုင်မှာတားယောက်ကြကလေးတစုံတစံမထုံးငားလီတော့ တမီးမတ်ရွှေမြစ်ကိုပဲတတ်ထားသမျှပညာအမွေပေးရတာအာပါတရာမရှိခဲ့ဘူးတဲ့မြေကလေးမောင်နှောငါးနှစ်သားလောက်ကတည်းကလောကီလောကုန်တရားတရားတွေကိုအရွယ်နဲ့မဆန်ဖိသင်ပေးခဲ့တယ်။မောင်နှောကလည်းညံကလေးကောင်းလေတော့အဘိုးရဲ့ဈေးပညာအမွေရဲ့လို့အကုံစင်မရလိုက်ပင်မဲ့မြေရဝနားရဝသို့သလိုသိတင်တာကြားတင်တာများတော့မလွတ်ခဲ့ဘူး။ငါမြေရဲ့ဘုရားတရားပန်းငါ ယေရနာ၃ဘဗဒါနာကွယ်ငါဘသီလကို ခါဝဲပစိုးလိုမြဲမြဲထိန်ရမယ်ဂတိသစာတည်ကြည်ရမယ်မှတ်ထားကွယ်နော်သစာတရားဟာဈေးပဲငယ်စဉ်ကတည်းကဒီလိုအဆုံးမတွင်နဲ့တော်ကောယောကောကြီးပြင်းငယ်ရသူဆိုတော့အရွယ်ရောက်လို့လူလားမြောက်လာတော့မောင်နှောဟာလူလိမ္မာလူရင်ကြီးဖြစ်လာတော့တာပေါ့လူလိမ္မာလူရင်ကြီးမြောက်ကိုမြင်သူတိုင်းကချစ်ခင်လေးစားကြတော့ဦးနှောကိုလည်းလူချစ်လူခင်များတယ် ။ဥနောကဥရိယုတ်စင်ကြဲတယ်။အကျင့်သီလကောင်းတယ်။ဥနောငယ်စဉ်ကဆိုရင် သူ့အမေဘွားရွှေမျက်စိလူနာလာတိုင်းဘေးမှာအမြဲရှိနေတော့တာပေါ့။ဟဲ့မိချမ်းဘုံညီကလေးကဘာဖြစ်တယ်လဲ။ဘာဖြစ်လဲကြုံမပြောတတ်ဘူးဘွားရွှေမျက်ရဲ့တော်တွေကပြန်လာတော့ကိုရီချစ်ချစ်တောက်ဘူးလို့မျက်စီလည်းမဖွင့်ဘူး။အားလဲကိုပါရဲ့ကြည်ပေးပါအောင်။ဘွားချွေမြက်ကမကြမ်းမုံကိုအနာတိုးခိုင်းပြီးကလေးမျက်စီဖြဲကြည့်တယ် ချက်ကိုလမ်းကြည့်တယ်။ခြေတွေလက်တွေစုပ်နေကြည့်တယ်။ကြီးတော်ကလေးကောင်းကိုတက်ရင်မေးတယ်။ကလေးကဘယ်နှလရှိပြီတော့အေးရှက်လာမှတ်သားပဲ။ပြာသူမွေးပဲတော့အေးရှက်လာရှက်လာဆိုတော့မေဒါဝင်းနဲ့ဖန်းစားတာပဲဟဲ့။အိမ်ရောက်ရင်ခေါ်ပတောင်းနဲ့ထမင်းဖြူတစ်စုပ်ဆလောင်းနဲ့ထက်မုတ်ခွနရှက်ငါခွနကောင်ကျော်ပေါက်ပန်းဖြူခဏပွင့်ကိုကျိုးနေတီထက်ပေါက်ပေါက်စီမီခဏတိုင်းကိုနသာရီဖြန့်မြည်စုတောင ဒီကလေးမွေးတဲ့အချိန်လောက်မှန်းပြီးအနောက်မြောက်ဘက်ရွာစားသွားချည်နေနေရင်ငါသွားမပြောက်တော့ငါပြောကိုင်းကလေးကိုနူးနူးထူးထွေးတိတ်ဟဲ့သွားသွားသွားမကြဲမုံပြန်သွားတော့မောင်နှောကမအေလူသူကိုဘာစေးမှမပေးလိုက်လို့အထူးဆန်းဖြစ်နေတော့အကျိုးအကြောင်းမေးတယ်ဘွားချွေမြစ်ကတော့သားကိုကြည်ရင်ပြုံးတယ်အဲ့ဒါပညာပေါ်ငနှောရဲ့ကလေးကိုအမေကြည့်လိုက်တော့ဘာဓာတ်မှမပြတ်ဘူးသူတို့ကကလေးကိုလေးတိုက်ထဲပြစ်ထားကြပုံရတယ် လေစိမ့်မိပြီးကိုဖူပြီးဖြားနေတာနွေနွေထွေထွေသိပ်ပြီးမအေ့ရင်ခွေနဲ့အုံလိုက်ရင်ပြောက်မှာပဲလို့အမေသိတာပေါ့ဒါပေမဲ့လူစိတ်ဆိုတာတမျိုးပဲကွတခုခုတော့လှုပ်လိုက်ရမှာကျင်းတတ်ကြတာမဟုတ်လားဒီဟာကြောင့်မလို့တော်ရှိတငယ်ရှစ်လရှစ်ရက်ရှင်နဲ့သားကိုဖန်းစားတတ်တဲ့မေဓာဝီနတ်ကိုပူဇော်ခိုင်းလိုက်တာပဲကြည်နေနှစ်ဖြန်မီချမ်းပုံရဲ့ကလေးနေကောင်းလာလိမ့်မယ်ကလေးကိုဈေးတမုံရှာမပုတ်လိုက်ရဘူးစုတ်တချက်မပေါက်လိုက်ရဘူး စီတဆက်ရင်မတက်လိုက်ရဘူးအကောင်းပတိထပြေးနေတဲ့မကြမ်းမုံရဲ့တားကလေးကိုကြည့်ရင်မောင်နှောတယောက်ကောင်းကောင်းကြီးသဘောပေါက်လာခဲ့တယ်မအေးစီကတည်းမကကိုညာကိုစွမ်းရှိသလောက်စဉ်စားတွေးခေါ်တက်လာခဲ့တယ်ဓလေးပါအစုဝေးကြီးကို တပားစီပိုင်းခြားစိတ်ဖြာကြည့်တက်လာခဲ့တယ်ငါသားနဲ့ရှိရှိကမိပါဘိုးဟာအစင်ဆက်တွေတုံးကတော့ယောဂဝေဒနာ သစ္စာစုံုံနဲ့ပြောက်တယ်မင်းလဲကြဘူးသားပဲဖျားလောင်သူ့အနာတာမတို့များ ညာစီတင်တာတောင်မိဘနှစ်ပါးလှုပ်ကြွေးပြူခဲ့တဲ့ကောင်းမှုကုသိုလ်ကိုဒိုင်းတဲ့သစ္စာပြုလိုက်သားနဲ့သားရွှေအိုးထမ်းလာတာကိုမြင်ရတဲ့ကိန်းစိုက်ရတယ်မဟုတ်လားအေးသမလမင်းသမီးဆိုရင်လေဒီလိုပဲလင်သားအပေါ်မှာထားရှိတဲ့မဖောက်မပြန်သော သစ္စာတရားကို တိုင်တယ်လိုက်တော့ကုထာနူနာများဆွဲကန်နေတဲ့လင်သားမှာသမလရဲ့သစ္စာတရားကြောင့်ရောဂါဆိုပိန်းကြရွယ်ရေမတင်ကင်းစင်လွတ်မြောက်ရတယ်อืม ဒီတော့ငါတော့လူတွေကယတနာသုံးပါးဂျေစုကိုတိကြတာကိုအကျင့်သိခါလဲကောင်းကြတယ်တရဝါအချင်းချင်းတဦးနဲ့တဦးကျင်နာထားကြတကောကွနောက်တော့လူတွေဟာအကျင့်သီလယိုယွင်းလာကြတော့ဇယိုင်များကျန်းလာကြတကောတဦးကိုတဦးစာနာထောက်ထားတဲ့မြေတားတရားဇေဒနာတွေယော့လာခဲ့ကြတယ်ပြီးတော့သစ္စာဆူယုံနဲ့မရတော့ဘူးယောဂဝေဒနာရေလို့မှဆွဲကပ်လာရင်မြတ်တယူစား စီဇက်တစက်စားလျင်ပျောက်တော့တာဟောခုခင်များတော့ကွယ်လူတွေကသစ္စာမရှိဂရိမတိဖောက်ပြန်လုံးအားကြီးလာကြတော့လွေမြက်တပင်အောင်ဆေးဘဝင်ဖို့ခက်ခက်ခဲရဲ့အေးလီဘာပဲဖြစ်ဖြစ်ကိုကသားမဖောက်ပြန်နဲ့သမားတို့စီးဆောင်အပ်တဲ့တီလာတီတီဂျီဂျီစဉ်စားဆုံးဖြတ်နိုင်တဲ့သမားဒီသမားကောင်တယောက်ရှိတဲ့ရှိအပ်တဲ့ပညာဒီအိတ်ခါသုံးပါးနဲ့ပြည့်စုံအောင်ကြိုးစားအားထုတ်ကွ။အော်ဒါနဲ့စကားမဆက် အခုလို့ကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လဲအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုအမေစကားကိုမေးဝဲမကြမှတ်သားနာယူရင်ဈေးကူလာတဲ့ဇာကြီးနှော့ရဲ့ဈေးပညာတတ်တန်းတောင်ရှီယောပေါ်2450လောက်ဇာကြီးနှော့ကင်ခဲ့တဲ့ယောဂဝေဒနာပေါင်းကလည်း စုံလာပြီးဗန်းနာရင်ကျက် မီးရဒူလာသွေးတန်ကူလေးတန်ကူပိန်ပြဲကိုယောင်ဦးယောင်ငန်းဖြာ ပလိဖြာငှက်ဖြာတုတ်ကွေးဖြာဝမ်းသွာဝမ်းပြဲထုံနာကျင်နာအစုံနာအတဝါကအစအစိတ်တောက်ဖြစ်လို့မျက်လုံးပြူးမျက်စံပြူးနဲ့အေးပေါ်ရောက်လာတတ်တဲ့ဒီကောင်ပေါင်းလေလူနာတွေအစုံကုခဲ့ရပေါင်းများခဲ့ပြီလူတွေကလည်းဆေးလိုက်တယ်လို့ပြောလဲပြောကြင်စရာ ဇယကြီးတော့ကုခဲ့သမျှလူနာတွေသူ့လက်တွင်မှာအသေးပြောက်ရဲလို့မရှိသလောက်ပေကူအင်မတန်အေးစေးရောင်ရမ်းလွန်းလာတဲ့ဘူကုန်းရွာကလေးတဲကိုဘီရိုတစ်တာဘုံကြီးစယူလာခဲ့တဲ့နေ့ကတရွာလုံးအုံအုံကြွကြွဖြစ်သွားလိုက်ပုံများရွာဖျားဘွက်တောင်စီသေးတယ်ဘဲပွဲစားကိုဆန်အိုးကရွာကလေးတဲဗီဒီယိုယုံထောင်မလို့ဆိုတဲ့တည်င်းကလည်းမိုင်းကင်ဆက်ခုပေါ်စီဇက်ကြတယ်လို့ပြန့်နှံ့သွားလိုက်ပုံများ တော်ရဲလဲထွန်နေတဲ့လူကလည်းထွန်နှုံးပေါ်ကခုံချပြီးကိုဆန်အိုးရဲ့အိမ်ကိုဒုံဆိုင်ပြေးကြည့်တယ်။ထမင်းအိုးတရင်ကလေးနိုးတိုင်ရင်ဘဲနှွာနေတဲ့အင်းရှင်မတွေရောငွားကြောင်ရင်ထင်းခွေနေကြတဲ့ကလေးတွေရော အားလုံးကိုဆန်အိုးအိမ်ရှိမှပြုံးခဲလို့ထညက်ခဲကိုပြွက်စေအောင်နေတဲ့အတိုင်းအိုကြီးအိုမနဲ့ရွာတောင်ဖျားကဘုံကြီးเจ้าကိုတောင်းဝေကလေးတလန်းချင်းထောက်ပြီးဥပုံနေကလေး မနေ့စမ်းသွားနေရတဲ့ဘိုးလှဘော်ကြီးတောင်ရောက်နေသေးတယ်။ကဲကျုပ်တို့ရွာအောက်တန်းနောက်တန်းကြလွန်းလို့ဘ ഹു တုတာနဲကြလွန်းလို့ကျုပ်ကစေတနာနဲ့ဗီဒီယို ပုံးကလေးဝဲခဲ့တဲ့ဗျာနော်။ဒီကနေ့ညတော့အလကားပြလိုက်ရအောင်မယ်ဗျာ။နောက်ညတွေများတော့ကျုပ်တို့ဘက်ထရီသွင်းကလေးရအောင် ခမရတို့မျှခံကြပေါ့ဗျာ။ဟုတ်ပြီလား။ကဲနမူနာကြည့်သွားကြအောင်။ဝဲစားဥဆန်အိုးကဘက်ထရီအိုးကလစ်ညံ ခလုတ်ကလေးနှိပ်လိုက်တဲ့ဆိုရင်ပဲဗီဒီယိုပုံကြီးရဲ့ဖန်သားပြင်ပေါ်မှာရောင်စုံအယုတ်တွေတရွာရွာနဲ့ပေါ်လာတော့တာပါဒါကိုပဲတရွာလုံးပါဇက်ဟောင်းလောင်းနဲ့ငေးလိုက်ကြတာများပါဇက်ထဲခဲပြစ်သွင်းတာတောင်တိလိုက်ကြမှာမဟုတ်ဘူးရောင်စုံအယုတ်တွေကတလုံလုံတရွာရွာနဲ့ဖြိုးကနေဖြက်ကနေအငိမ်ပွဲဇက်ပွဲတောင်တရွာတရွာလိုက်ကြည့်ကြရတဲ့ဘိုးကုံးရွာသူရွာသားဖို့စမ်းကြယ်လွန်လာတဲ့တစ်တာပုံကြီးကို ဒူးပစင်များတုတ်လို့ရိုးသေးနေလိုက်ကြပုံများညရောက်တော့ကိုဆန်အိုးအိမ်တလင်းနဲ့တရွာလုံးလူကုံခဲလို့တဲလို့အုံကနဲ့ရဲလိုက်ကြဟာကနဲ့អော်လိုက်ကြရွှေကနဲ့လက်ခောက်မှုလိုက်ကြနဲ့ခါတိုင်းဆရာတော်ចောင်းကဖျားဝတ်တဲ့အပြီးအမြဲတမ်းအမျှဝေတဲ့ရေစီတန်းတော်အဲ့ဒီညကဘသူမှသာရုလိုက်မခေါ်မိကြဘူးရွာလေပိုင်းကဆရာကြီးတော့ခမရပတိတောင်ဖြောင်းဖြောင်းမစိတ်ရဘူး ကိုစံအိုးအိမ်ကဆရာကြီးအိမ်နဲ့ကက်လျက်ဆိုတော့ဂျိုးစားပြီးစိတ်ပင်မဲ့ခါတိုင်းညတွေလိုတမာရီမရတာတော့အမှန်ပဲခါတိုင်းဂုံတော်တထောင်အနှုတ်လုံးပဏိလုံးစိတ်နေကြပင်မဲ့ဒီနေ့ညကြတော့တပြန်းတော့မနေစိတ်ယူလိုက်ရတယ်။နောက်ညတွေကြတော့ပိုလို့တော့ဆိုးလာတယ်ပြောရမလားပဲ။ပထမတကားပြီးသွားတော့ညတဝက်ဂျိုးလာပြီ။နောက်တကားဆက်ပြတော့တက်ကြီးကောင်းချချက်တုံးတန်းကြားလိုက်ရပြီ။ ဆရာကြီးတော့အဲ့လိုမပြောနိုင်သေးဘူးဒီလိုသာညစဉ်ရက်စပ်ဆိုရင်တော့ခက်ရတော့မယ်မဟုတ်လားမနက်လင်းတော့ရွာအရှိကစာသင်ညောင်းကလေးစီဆရာကြီးတော့ရောက်သွားတယ်ဆရာလေးကိုပါအေးကကျောင်းကိုမလာစပူးအလားထူးတယ်ဆရာကြီးတော့ကိုပြားပြားတလဲစီးကြိုရှာတယ်ကြွပါဆရာကြီးကျွန်တော်လဲအစည်းအဝေးရှိလို့ကြီးတော်ကုန်းသွားနေတာနဲ့ဒီကနေ့မှပြန်ရောက်တယ်ဆရာကြီးစီတောင်နေလေလောက်ရှောက်ခင်မို့ဟာဆရာကြီးတော့ကဘာမှမပြောသေးပဲ ဂွန်းတရားထုတ်ဝါလိုက်တယ်ပြီးတော့စာသင်ကျောင်းကလေးတဲ့မျက်လုံးဝေကြည့်ရင်ဆရာကျောင်းကကျောင်းသားနဲ့လာကြည်လားလို့ပြောတော့ဆရာလေးကိုပါအေးကပြောချင်ရဲ့လက်တော်စကားစတော်တာပါပဲအဲ့ဒါပြောမလို့ပဲဆရာကြီးရဲ့ကျွန်တော်ကျောင်းကကလေးတွေကညကဗီဒီယိုကြည့်ကြလို့အိတ်နေကြတဲ့ဗျာတရက်ကနှစ်ရက်ဆိုရင်ခက်ရကြီးရဲ့ဗျာကျွန်တော်ပြင်ဘလို့လောက်ရမှန်းမသိလို့ဆရာကြီးနဲ့လာတိုင်မလို့ဟာခတ်တော်ခတ်သားဆရာလေးရဲ့ ခေကဖြစ်လာတော့မောင်စံအိုးကိုလည်းအပြစ်မဆိုသာပေဘူးကျုပ်တို့ရွာကမှအယောက်အပေါင်နောက်ကြသေးတယ်တခြားရွာများဒါမျိုးတအိမ်တလုံးဆိုသလောက်ကိုအေးလေ အစမို့ထင်ပါရဲ့နောက်တော့လေသူ့ဟာသူဖြစ်သွားကြမှာပါသီခံမိသာစောင့်ကြည့်ကြတာပေါ့ဆရာကြီးနော်တို့စကားကောင်းနေတော့မှာပဲရွာထဲကလူတယောက်စာသင်ကျောင်းပါမောကြီးပန်းကြီးပြေးလာတယ်တော်တယ်ထင်းခုံရင်ပေသီးတယောက်ပို့ထီလို့တဲ့ ဖျားကြီးနော်လဲစကားတောင်လက်ဆာမတက်ရသေးဘူးလူနာရှိရာကောက်ကငင်ငါလိုက်ခဲရတယ်ဖျားကြီးနော်ရောက်သွားတော့ပိုးတီထားတဲ့ပေသီးပါဇက်ကအမြုပ်တွေစီစီထလို့ကဲဟေးငါအိမ်နောက်ဖေးကကစုံရွယ်သွားခူးခြေစမ်းကြိတ်ပြီးယူခဲ့อืมဒီကနေ့ဘာနေများပါလဲအင်္ဂါနေ့ဖျားကြီးอืมအင်္ဂါနေ့တရားဧကကျမတွေးအောင်စီနော်တယောဒန္နာအစွဲ၃ညောင်ရှိတဲ့မွေပဲမွေစိုးဟဲ့ ပြောရင်ဆိုရင်ဆရာနော့ကကြိုက်လိုက်တဲ့နေရာကိုစမ်းကြည့်တော့အေးစံနေလို့မွေပွေးလို့မှတ်လိုက်တယ်။အင်္ဂါနေ့မွေစိတ်ကခရူးခဆစ်ကြားမှာနေတယ်။ကုမရပါမလားလို့ဆရာကြီးနော့တွေးတယ်။ဒါပေမဲ့သူ့တသက်လုံးကျင့်သုံးခဲ့တဲ့သီလသမာဓိပညာသိက္ခာသုံးပါးကိုယုံယုံကြည်ကြည်ထားပြီးစေကူရှာတယ်။ကစုံရတတ္ထုရေးတိုက်ပြီးတော့ဆရာကြီးနော့ကမြောက်ရက်ကိုမျက်နှာမူလိုက်တယ်။အုံးတက္ကသံဟီလိဟီလိဆဲရဆဲရ 38အုပ်ဘန်းနဲ့မှုတ်တယ်။မူရစိတ်ကိုဆွဲချတယ်။ပေသည့်မျက်လုံးပွင့်လာတော့ဇာကြီးနော်အားတက်သွားတယ်။ဘုံရီကိုထမင်းနဲ့စားထဲ့ကြိုးစမ်းဂျင်းနဲ့စားရောကျိတ်စမ်းဟဲ့။လင်းလေးမြစ်ရသလောက်သွေးစမ်းများများတယောက်ကဝါရွက်သွားခူးချေစမ်းထုံးနယ်ရောရအောင်ဈေးကိုတစ်မျိုးပြီးတစ်မျိုးတိုက်တယ်။ပါဇက်ကလည်းတွတ်တူရွတ်တယ်။အုံးကောကတန်းကုံကောနာကုံကတ္တဖာဂေါရမအရိမ့်မစ်တရရှင်ဇော့ချွလော ဝတ္တဝယောဘောရီရှစ်တန်းဉဏ်တော်ရှစ်ပါးဥဖျာဥဖျာဥတန်ငါအေရောကရွှေစင်အလားဥကောင်းတော်ကမြင့်မို့တောင်မျက်လုံးတော်ကဗရမယာယောင်ရှာတော်ကတန်လျက်ထားဒီလမောင်းတော်နှစ်ဖက်ကစတွေ့စင်မင်းအဆွေရောင်ဒီအုံဖျားရကိုတော်တရားရကိုတော်တန်ငါရကိုတော်ထိုးလဲမဝင်ခုတ်လဲမရှာဖမ်းလဲမမိပြလဲမမှန်ခံလဲခံနိုင်စီတည်း ဆရာကြီးနှော့ရဲ့ရွတ်တံဖတ်တံမဆုံးငယ်မှာပဲပေသည်တယောက်စန့်စန့်ကြီးအသက်ထွက်သွားခဲ့ပြီပေသည်ရဲ့အလောင်းကိုငေးကြည့်ရင်ဆရာကြီးနှော့ကိုယ်တိုင်တောင်တအံ့တော်ကြီးဖြစ်လို့သူဆေးကူခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာပေသည်ဟာကုလျက်တန်းလန့်ကပထမဦးဆုံးတည်ခဲ့တဲ့လူနာမဟုတ်လားပေသည်ဆုံးပြီးနောက်မှာတော့ဆရာနှော့ကိုရွာကတီတူတီတူလှုပ်လာခဲ့ကြတယ်ဆရာကြီးနှော့ကအသက်ကြီးလာလို့ပဲလားညံနေသလိုလို့ စီးပင်မလိုက်တော့တလူလူပြောလာကြတယ်။ဘေသည်နောက်ဆရာကြီးတော့ကဲခဲ့တဲ့လူနာတွေထဲမှာခါတိုင်းလိုအားလုံးအဖတ်မတင်ပဲတယောက်စနှစ်ယောက်စအဖိတ်စင်ကလေးတွေရှိလာတော့ရွာကအယုံကြည်နေတဲ့နဲလာခဲ့ကြတယ်။ယောဂါမို့နဲနဲကြီးတယ်ထင်ရင်ဆရာကြီးတော့လက်မအပ်ရှင်ကြတော့ဘူး။လဲဘော်တင်မီမြို့ကို တကန်းတကတက်ကူကြတယ်။ခုတော့လဲဘိုလ်ကုန်းရွာကလေးဟာကားလန်းနဲ့အရောက်ပေါက်တွေရှိလာခဲ့ကြပြီ။ရွာထဲမှာလူရေလဲတွေ စပိန်စီဘီမြို့ကိုထိုးထိုးပေါက်ပေါက်သွားကြလာကြတဲ့သူတွေများလာခဲ့ကြပြီရွာကကိုတောင်းဖီအစိုင်းယောဂာနဲ့ဘိုက်ခွဲပြန်လာတဲ့နေ့ကဆရာကြီးနော်ကလူမှုရေးအရာလူမမာသွားမေးရှာတယ်ဘိုက်ကြီးပေါ်မှာကင်းချေများလို့ကန့်လန့်ပြက်ချိုယိုးချောင်းကြီးကိုမြင်လိုက်ရတော့ဆရာကြီးနော်မှာအလန့်တကြားဖျားတောင်တာမိတယ်နှစ်ရက်သုံးရက်လောက်လဲစားမွေးအိမ်မပြောဖြစ်ခေရသေးတယ်တရားလဲအတော်ကြာနေမိတာပါပဲอืมလူတွေလူတွေ မိဘကမွေးတဲ့အတိုင်းအကောင်းပဂရီမဟုတ်ရှာကြတော့ပါကလားလက်ချောင်းကလေးဓာရှာတော့နာသေးတာသူ့ခမရဘိုက်ကြီးဓာနဲ့အခွဲခံရတယ်လို့အေးလေးအသက်မသေးပဲကံကောင်းပေါ့တရဝအပေါင်းကျမ်းမှာ ချမ်းသာကြပါစေဆရာကြီးတော့ကမြတ်တာပူရင်းနဲ့သူ့အမေဘွားရွှေမြစ်ပြောသွားခဲ့တဲ့စကားတွေကိုနားရေပြန်ကြားရောင်နေမိတယ်ရှေးရှေးကလူတွေဟာဖျားမှန်တရားမှန်သိကြတယ်အကျင့်သီလကောင်းကြတယ် ရီသစာတည်ကြည်ကြတယ်တူဦးကိုတူဦးစားနာထောက်ထားတတ်ကြတယ်ယောဂဝေဒနာများသစ္စာဆုံးယုံနဲ့ပျောက်တယ်ဆိုတာကိုပါနောက်တနင်္လာနေ့လောက်တော့ဆရာကြီးနှောစီကိုလူနာတယောက်ရောက်လာတယ်အဲ့ဒီလူနာကတော့ပဲပွဲစာကိုဆန်အိုးပါမျိုးတက်ပြီးကြိတ်ကူတာမရလို့ဆရာကြီးနှောစီရောက်လာခဲ့တာပါ လူလဲလူရုပ်မပေါ်တော့ပါဘူးဆရာကြီးနှောတောင်လူနာရဲ့ရုပ်နေရုပ်သားကို မနှဲကြီးဖမ်းယူရတယ်အယိုးပေါ်အေးတင်ပြီ ပါဇတ်နဆတ်တွေကြကျင်တိုင်းကြနေတာဝချမ်းတစ်ချောင်းလိုကိုဆန်ဦးကိုဘာယောဂါရဲ့လို့အမိတက်ရမှန်ဆရာကြီးတော့မသိရှာဘူးကိုဆန်ဦးကတော့ချောင်းတွေတဟုတ်ဟုတ်ဆိုးဝမ်းနေတလဟောသွားနဲ့အယိုးပေါ်အေးတင် ပိန်လာလိုက်တာပိန်လာလို့တောင်အမိတက်လို့ရကောင်းရဲ့မောင်ဆန်ဦးဆရာကြီးကိုဘဲနဲ့မှမအောင်မေးနဲ့မင်းယောဂါကိုဆရာကြီးညံမမီဘူးကွဆရာကြီးတက်သမျှမှတ်သမျှကြမ်းစုံအောင်ရှောက်ကြည့်ပြီးမကုကျင်လို့မဟုတ်ပါဘူးကွ ဆရာကြီးမကုတက်ယူအမှန်ပါဘုရားတရားသံဃာယတနာသုံးပါးကိုသာကိုးကွယ်စည်းကမ်းကွနော်ကိုစံအိုးကိုမျက်နာလွဲခဲ့ပြီးတဲ့နောက်ဆရာကြီးတော့လဲစေးသိမ့်မကု ဖြစ်တော့ပါဘူးရွာတောင်ပြားကဘုန်းကြီးကျောင်းမှာပဲနေရောညာပါတရားအထုတ်ရင်းတရဝအပေါင်းကိုအဝေးကမြစ်တာပို့ယုံကလွဲလို့ဆရာကြီးဘာမှလည်းမလုပ်တတ်တော့ပါဘူးယောဂါတွေကစမ်းလာပြီမဟုတ်လားသူ့ဘိုးဆရာဆိုင်တို့ကယောဂါမျိုးတွေမဟုတ်တော့ဘူး ူ့အမေဘွားရွှေမြင့်တို့တို့ကယောဂါမျိုးတွေမဟုတ်တော့ဘူးလေ။ဆရာကြီးတော့လေးလာတက်ကြွထားတဲ့ဓာတ်ကျန်းစီးကျန်းတွေနဲ့မပါတဲ့ယောဂါဆန်းတွေကို သူလည်းဘာမှမသိတော့ဘူးမဟုတ်လား။ဘဲပွဲစားကိုဆန်းဦးမြို့ကကူးလာတဲ့ယောဂါဆန်းကိုဘာမှမသိလို့ဆရာကြီးတော့လက်ရှောင်ခဲ့တာတောင်းခက်ကောင်းကောင်းရဲ့။တပတ်လောက်နေတော့အဲ့ဒီပိန်နာနဲ့ပဲကိုဆန်းဦးဆုံးသွားရှာတယ်။ကိုဆန်းဦးမရှိတော့ပေမဲ့သူ့ဗီဒီယိုရုံးကတော့ပြတော့ကိုဆန်အိုးလိုပဲပွဲစား နွားပွဲစားဆိုတဲ့ပွဲစားတွေလဲဘိုးကုံးမှာတယုံယုံရေမနီးဂုံးမနီးပင်မဲ့အခုဆိုဘိုးကုံးရွာကလေးတဲကိုထော်လာကြီးတွေတဝုံဝုံနဲ့ဝင်းထွက်သွားလာလို့ရနေပါပြီငကူကဖုံထူတဲ့ရွာကလေးကတော့ဖုံငွေတွေတလုံးလုံးပေါ်အခုတော့ဆရာကြီးနောက်ကိုတိုင်းနောက်ကွဲလွန်သွားခဲ့တာကြားခဲ့ပါပြီလူကြီးနာပေါ်ကိုစံအိုးအပါဝင်ရွာကလူတော်တော်များများသင်းញိုင်းနဲ့ရောက်နေကြတာများလားပေါ့အရင်ကပြင်းစရာကောင်းတယ်ဆိုတော့သင်းញိုင်းကအခုများ အုံကူတပွေပွေနဲ့ပါပိုကုန်းရွာကလည်းစီကားလာတာကြာပါပြီဗီဒီယိုယုံတောင်း၄၅ယုံရှိနေပါပြီမျိုးနဲ့ရွာများအိမ်ဦးနဲ့ကျမ်းမြေကုလူနေလိုက်ကြပုံများဝတ်တာစားတာကလည်းပြောင်းကုန်ပြီနေတာထိုင်တာကလည်းပြောင်းကုန်ပြီတွေးတာခေါ်တာကလည်းပြောင်းကုန်ပြီပိုကုန်းရွာမှာဆရာဆိုင်ဘွားရွှေမြေဆရာကြီးနှောရဲလို့လက်ထပ်စင်းစည်းစရာကြီးတွေရှိခဲ့ဘူးတဲ့ဆိုတာတောင်ရွာကမေ့ကုန်ကြပြီ သစ္စာဂတိနဲ့ဈေးကူတယ်ဆိုတာဒီခေယုံနောက်ဆရာမမရှိတော့ပဲကိုခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ